မင်္ဂလာပါဗျာကျန်ကြီးမြန်မာပြည်ပါရောအဖို့ channel မှာကြိုးစားပါရယ်ဗျာဒီနေ့2025ခုနှစ်လပိုင်းဇူလိုင်လဗုဒ္ဓဒသမီများအတွက်တက်လာတာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါရယ်ဗျာမင်္ဂလာပါဗျာကျန်ကြီးမြန်မာပြည်ပါရောအဖို့ channel မှာကြိုးစားပါရယ်ဗျာဒီနေ့2025ခုနှစ်လပိုင်းဇူလိုင်လ ဗုဒ္ဓဒါသမီများအတွက်တက်လာတာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာ2025ခု9လပိုင်းဗုဒ္ဓဒါသမီများအတွက်တက်လာတာကံကြမ္မာများဖြစ်ပါတယ်ဗုဒ္ဓဒါသမီတွေလည်းဒီလအတွင်းမှာငွေတင်းရဲပတ်သက်တဲ့ကိစ္စအလှူနဲ့ပတ်သက်တဲ့ကိစ္စအောင်မီကြောကြတတ်တယ်ဗျကို9လပိုင်း15ရက်လာဆန်း15ရက်အတွင်းမှာတော့အလူဒါနာတွေနဲ့ပတ်သက်တဲ့ရွှေနဲ့ပတ်သက်တဲ့ကိစ္စတွေဝင်ရောက်တတ်တဲ့ကာလမီဖြစ်ပါတယ်ရွှေတွေဝင်တတ်တယ်အဲ့ဒါအလူတွေပြုလို့ရတတ်တဲ့ကာလမီဖြစ်ပြီး15ရက်ကျော်သွားတဲ့အခါမှာတော့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများ မိမိလိုအပ်သလားလိုချင်သလားဝင်ရောက်မဲ့ကာလမျိုးကြီးဖြစ်ပါတယ်ဘုရားသာသမီတွေကံကောင်းတယ်လို့ဆိုရင်မမပါဘူးဗျာအဲ့ဒါကြောင့်ခုနလပိုင်းဘုရားသာသမီနဲ့ပတ်သက်တဲ့တရတာကံကြီးမှကိုတင်ပြသွားမှာဖြစ်ပါတယ်အိုးရင်လောက်ကန်တော့ဒီချိန်မှာကိုယ့်ရတ္တိသားမဟုတ်တဲ့တခြားရတ္တိသားတို့ကလောက်ကန်တယ်ကိုယ်ကိုယ်ကိုယ်မိသားစုအားလုံးကတော့ဝတ္တတပဲပြူအလောက်ကန်နဲ့ပတ်သက်တဲ့မှာအင်းကြီးအင်ကောင်းမိသားစုမိသားကောင်းတွေနဲ့လောက်ရမယ်၊ကန်ရမယ်၊နေရမယ် အိမ်နေနဲ့ပတ်သက်တဲ့ကိစ္စမှာအခုချိန်မှာစတင်တည်ဆောက်တဲ့ကာလမျိုးဖြစ်တယ်လို့အိမ်တွင်းမှာတော့ပူညာပူညာဖြစ်တတ်တယ်လောက်ကန်စင်ပင်ပြေဘူးအိမ်ဆောက်ခြင်းနဲ့လူအပ်တပိုင်းပြဿနာတက်တဲ့လူအပ်တပိုင်းအိမ်မှာပူညာပူညာနဲ့ကိုလိုအပ်တဲ့ကိစ္စကိုတောင်းဆိုနေတဲ့သမားတွေဖြစ်တဲ့အတွက်အိမ်ညမှာအိမ်နေအလောက်ကန်များအစင်မပြေတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်အိုးရင်လောက်ကန်နဲ့ပတ်သက်တဲ့အစင်မပြေကြတဲ့ပုံကအားလုံးဟာတောက်ကြမြောက်ရက်ကိုလက်ဘောပင်လေးကိုကိုင်းပြီးမှဆူတောင်းအစင်ဘောပင်လေးကျွန်တော်အိမ်ဆောက်ခြင်းနဲ့ဗျာအလောက်ကန်နေလောက်ခြင်းနဲ့ဗျာ အဲ့နော်အလုံးနဲ့ပတ်သက်တဲ့ကိစ္စအစီအမပြေဘူးအိမ်မှာပူညာပူညာဖြစ်နေတယ်အလူလဲလှုပ်ချင်တယ်ဗျာအဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့တယောက်နဲ့တယောက်အစီအမပြေဘဲနဲ့ပူညာပူညာအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ပူညာပူညာပြဿနာတွေပေါ်ပေါက်နေတာဖြစ်ပါတယ်ဗျာဒါကြောင့်အဲ့ဒီအတင်ဘောပင်လေးကတော့ကျွန်တော်တို့အိမ်မှာရှိတဲ့အမိမအိမ်ဆောက်ခြင်းနဲ့အိမ်ဆောက်လို့ရအောင်ဒါလေးလောက်ခေါ်တာဒီလောင်းချွေးမလေးနဲ့ပတ်သက်တဲ့အလူလှုပ်ချင်တဲ့ကိစ္စလေးတွေအစီအမပြေအောင်အိမ်မှာပူညာပူညာဖြစ်နေတဲ့ကိစ္စတွေငင်းညောင်း အသင်ဘောပင်လီယာကူညီဆောင်ရွက်တော်မူပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရကူလက်ဘောပင်လီကံပြီးဆူတောင်းမစင်တင်းတို့မှာပိတ်ဆို့နေတဲ့ကံမြအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာ။နော်အရာဒီချက်ကြီးတယ်။ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတော့အခု73 95ရက်အတွင်းပေါ့ဗျာ။လာသ95ရက်အတွင်းမှာတော့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာမင်းရွေမြုံမှန်းတယ်လို့မရတတ်ဘူး။95ရက်ကျော်ရင်တော့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေသွားမှာဖြစ်ပါတယ်။ 15ရက်အတွင်းကအလှူဒါနတွေအားကောင်းပြီး15ရက်ကျော်ရင်ငွေကြေးနဲ့ပတ်သက်တဲ့ကံကောင်းတတ်တဲ့ကာလတွေဖြစ်ပါတယ်။ဒါကြောင့်ငွေကြေးနဲ့ပတ်သက်တဲ့အစီအမံပြရတဲ့ပုံကအားလုံးကစနေတော်အနောက်တောင်တော့လက်နွားလိုလေးဖြောပြောပြီးမှဆူတောင်းပြီးမှဒစုံတယောက်တို့သူအစာအကူစုပြုမယ်ဆိုရင်တင်းတော့မှာပိတ်ဆိုနေငွေကြေးနဲ့ပတ်သက်တဲ့ကံများအမြန်ဆုံးပွင့်လမ်းမှာဖြစ်ပါတယ်ဗျာ။အတင်နွားလိုလေးအဲကျွန်တော်မှာပတ်စံနေလို့တယ်ကျွန်တော်လူတွေပတ်စံဘလောက်ဘယ်တွေမှာဝင်မှဖြစ်မှာ ကျွန်တော်ပြီးစရာဘလောက်ဘယ်ချိန်မှပြီးမှဖြစ်မှာကျွန်တော်ရစရာဘလောက်ဘယ်ကာလလေးမှပြီးမှရမှာအဲ့ဒီကိစ္စလေးနဲ့ပတ်သက်လို့အဆင်ပြေခြင်းနဲ့ဗျာကျွန်တော်အများဆုံးအဆင်ပြေအောင်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စလေးအများဆုံးအောင်မြင်ကြောကြောင်းကုညီစောင့်ရှောက်တော်မူပါဆိုတဲ့အကြောင်းတော့ကျွန်တော်တို့ရပြလို့ရှိရင်တော့စနေရောင်းနောက်တော်တော်လက်ပြီးနွားလိုလေးတောက်ထူတောက်မဲ့ဆိုရင်တင်းတော့မှပိတ်ဆိုးနေငွေကြေးများအများဆုံးပွင့်လန်းမှဖြစ်တယ်လို့တောက်ကြမြောက်ရကိုလှည့်ပြီးဘောပင်လေးကိုင်းဆူတောက်မဲ့ဆိုရင်တော့အိုးရင်လောက်ကင်များအများဆုံးပွင့်လန်းသွားမှဖြစ်ပါတယ် ိတ်တွေပြောလားဆိုပြောပါလေတကယ်ပြောတာလားဆိုလည်းမပြောဘူးစက်ပစ္စည်းနဲ့ပတ်သက်တဲ့အသည့်တွေဝင်တတ်တယ်စက်ပစ္စည်းစိတ်ချမ်းသာအောင်နေပါငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေပြီးတော့စိတ်ပျော်ရွှင်မှုအားနေတဲ့အခါမှာငွေကြီးနဲ့ပတ်သက်တဲ့ရတဲ့ရတတ်တာတွေကယာယီရပ်တန့်သွားတာဖြစ်ပါတယ်စက်ပစ္စည်းတွေအသည့်တွေဝင်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဆန်းရဲအတွင်းမှာစက်ပစ္စည်းအသည့်တွေဝဲပြီးတော့ဆန်းရဲကြုံတဲ့လက်ထက်မှာရှိတဲ့စက်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ပြန်ပြုတ်ပြင်မှုမလုပ်တဲ့အဟောင်းအပြည့်များကြုံတွေ့ရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့် စိတ်တွေချမ်းသာခြင်းနဲ့လူများစက်ပစ္စည်းအစ်စ်တွေဝင်ခြင်းလားဆက်နေပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေခြင်းနဲ့ပုံကိုယ်တွေရတော့စနေတောင်နောက်တောင်တောင်တဲ့ရေးလေးတောက်ပြီးမှဆူတောင်းအတင်းကြီးလေးကျွန်တော်စိတ်ချမ်းသာခြင်းနဲ့ဗျာစက်ပစ္စည်းတွေဝင်ခြင်းနဲ့ဗျာစက်ပစ္စည်းအဟောင်းတွေကိုပြင်းခြင်းနဲ့ဗျာအဲ့ဒီကိစ္စလေးတွေနဲ့ပတ်သက်လို့ကျွန်တော်မှအခက်အခဲတွေဖြစ်နေတာအဲ့ကြောင့်အတင်းကြီးလေးကဖြစ်ပေါ်နေတဲ့အခက်အခဲတွေအဆင်ပြေအောင်ကျွန်တော်စိတ်ချမ်းသာကိုချမ်းသာနဲ့စက်ပစ္စည်းအစ်စ်တွေနဲ့အဆင်ပြေအောင်အတင်းကြီးလေးကဂူကြီးဆောက်ချတော်မူပါဆိုတဲ့အကြောင်းစနေတောင်နောက်တောင်တောင်လှည့် အဲ့ခင်ဗျာရေးလေးတောက်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်နေတဲ့ကံများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဒီချိန်မှာအလူဓာတ်တွေကစကားရည်တွေမှာအလူတွေကတစ်ခုပြီးတစ်ခုဆက်လိုက်လောက်ရတယ်ပြုစကားရည်ကျော်သွားရင်တော့အလူတွေကရက်တံပြီးငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအောင်မြင်မှာပါဖြစ်ပါတယ်လူယောက်ျားတွေကဓာတ်ပြတာတစ်ပိုင်းအောင်မြင်တာတစ်ပိုင်းလူဓာတ်တစ်ပိုင်းကုံဓာတ်တစ်ပိုင်းအဲ့ဒါမျိုးဖြစ်နေတာဖားတစ်ပိုင်းငါးတစ်ပိုင်းဖြစ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့်လူယောက်ျားတွေနဲ့ပတ်သက်တဲ့တစ်ခုခုအစီအမေပြန်ကြောက်ရင်တော့တောက်ကြမြောက်ရက်ကိုလှဲကော်ဖီလေးတစ်ခွက်လောက်တောက်ပြီးမှဆူတောင်းအတင်ကော်ဖီလေးရဲ့ ဆရာလူယောက်ျားအလူတွေလောက်တာအလူတွေနဲ့ပတ်သက်လို့စင်ပြင်းနေအဲ့လူမအန်ဒီကင်းပြီးချင်းပြီးလူတဲ့တန်ခတ်ကြီးရာကြီးစင်ပြောင်းလူတန်းပြီးတဲ့ခါမှာကုံကြတရီတွေနဲ့ပတ်သက်တဲ့အများဆုံးပြည်စီရကြည်ခံသောအစင်ပြောင်းကူပါအလူမလည်းဒီမှာရှူသေးသေးဝှစ်ချင်းနေဆွေကျူလေးရတကောင်လက်ကောက်ကလေးရနှစ်ခုအရလေးလှုပ်ချင်းနေအဲ့ဝင်သေးတဲ့နေရာခွန်းလန်းနေပေါ်အောင်ကူညီပါဆိုတဲ့အကြောင်းလေးလေးစားစားနဲ့တောက်ကြအမြောက်ရကိုလှည့်ပြီးမှရွှေတွေလှူချင်တာလားလှူချင်တာလားမနောငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအစင်ပြေချင်တာလား ဖြစ်ပေါ်နေတဲ့ပြဿနာတွေညင်းညံ့နေတာလားအတောက်ကြမြောက်ရွက်ကိုလှည့်ပြီးမှကော်ဖီလေးတစ်ခွက်လောက်တောက်ပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ကံများအမြန်ဆုံးပွင့်လာမှာဖြစ်ပါတယ်ဗျာကိုကြီးမမီးရီနဲ့ပတ်သက်တဲ့ကိစ္စမင်းနေနဲ့ပတ်သက်တဲ့ကိစ္စအောင်မြင်တာတစ်ပိုင်းကြသုံးတာတစ်ပိုင်းပြီးအုတ်ချုပ်သမားအလွဲလွဲချော်ချော်ဖြစ်နေတာဖြစ်ပါတယ်မင်းနေရဒီချိန်မှာယာယီဟိုးရင်ကိုရွာကိုမိသားစုမှာနေထိုင်ခွင့်မရှိဘဲနဲ့ ကိုယ့်ရတ္တိတာမဟုတ်တဲ့တခြားရတ္တိတာနေရတတ်တဲ့ကိုယ့်ရကုတ္တိတာမှာကိုယ်နဲ့ပတ်သက်တဲ့နိမ့်နေဆက်တဲ့လုပ်ငန်းတွေကြာဆုံးပြီးတော့လုပ်ငန်းနဲ့ဖြစ်ပေါ်နေတဲ့လုပ်ငန်းကွင်မှာတယောက်နဲ့တယောက်ညီညွတ်မရတာမှုမရှိရဲနဲ့အမိတ်လေးစားမှုအမိတ်နာရကံမှုတယောက်နဲ့ချစ်ခင်မြတ်နိုးမှုတွေကွဲပြောက်နေတဲ့ကာလမျိုးဖြစ်သလိုငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာလည်းအဲခမဖောင်းကြွမှုတွေတလွဲလုံးမှုတွေအများကြီးကြုံတွေ့နေရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာမင်းနဲ့ပတ်သက်တဲ့ငွေကြီးနဲ့ကြက်တဲမှုအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့အဆင်မပြေမှု ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စမှာတလွဲကိစ္စတွေဖြစ်ပြီးပညာရေးတာဝန်ထမ်းဆောင်နေတဲ့ဆရာကြီးရဲ့အလွဲမှများဓမ္မမုံရောက်နေတဲ့အကြောင်းသားအကြောင်းသူတွေကဒီချိန်မှာအလွဲမှတွေကြောင့်တယောက်နဲ့တယောက်ပြဿနာတွေပေါ်ပေါက်တဲ့ကာလမျိုးဖြစ်တယ်လို့မိယာရီနဲ့ပတ်သက်တဲ့ကိစ္စတွေအခါမှာမိယာရီနဲ့ပတ်သက်တဲ့ပြဿနာများပဲတစ်ခုပြီးတစ်ခုပေါ်ပေါက်နေတာဖြစ်ပါတယ်ဗျာဒါကြောင့်မိယာရီနဲ့ပတ်သက်တဲ့ပေါ်ပေါက်နေတဲ့ကိစ္စလေးတွေအရှင်းပြအောင်ပြဿနာတွေကင်းခြင်းတော့ တနင်္ဂနွေတောင်အရှိမြောက်တောင်လှည့်ပြီးအာလူလေးကင်ပြီးမှဆူတောင်းအတင်းအာလူရဲကျွန်တော်တို့မင်းနဲ့ပတ်သက်တဲ့ကိစ္စပြောမယ်အလုတ်ကံနဲ့ပတ်သက်တဲ့ကိစ္စတွေပြောမယ်အဆင်ပြေပါသေးကျွန်တော်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေပြောမယ်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေပါသေးနော်မြေယာရီနဲ့ပတ်သက်တဲ့ကိစ္စတွေပြောမယ်ပြောတဲ့ကိစ္စတွေအဆင်ပြေပါသေးပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေစောင့်ရတော့မယ်စောင့်တဲ့ကိစ္စတွေအဆင်ပြေပါသေးကြောင်းတနင်္ဂနွေတောင်အရှိမြောက်တောင်လှည့်အားလုံးလေးကရင်ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာ ကိုသွားခြင်းနဲ့ခီကိုပြောခြင်းနဲ့စကားအမှန်သွားခြင်းသူသွားခွင့်ပြောခြင်းသူပြောခွင့်မရဘူးပြို့ဒါကြောင့်သွားခြင်းသူသွားခွင့်ပြောခြင်းသူပြောခွင့်ရအောင်ဗုဒ္ဓတောင်ရက်ကိုလက်အအိမ်မှာသုံးတဲ့စားလေးဟင်းချက်တဲ့စားလေးတဲ့နည်းနည်းတော့ကိုင်းပြီးမှဆူတော့အတင်စားလေးရအကျွန်တော်လေးခီတွေသွားခြင်းနဲ့ကျွန်တော်သွားတဲ့ခီတွေအဆင်ပြေခြင်းနဲ့ဗျာပြောတဲ့စကားတွေအောင်မြင်ကြောကြနေရင်ကျွန်တော်မှလွဲချော်နေတဲ့ခီစားတွေနဲ့ပတ်သက်လို့အမြန်ဆုံးတည့်အောင်ကုညီဆောင်ချောက်တော်မူပါဆိုတဲ့ကြောင့်ဗုဒ္ဓတောင်ရက်ကိုလက် အိမ်မှာသုံးတဲ့စားလေးကိုကင်ပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအမြန်ပွန်းလန်းသွားမှာဖြစ်ပါလေဗျာစားဆိုတာကအသားသိန်းငါးသိန်းနေဆိုစားလေးနဲ့တုတ်ထားလို့ရှိရင်မပုတ်မတူးအဲအဲမျိုးဖြစ်တာစားသိတဲ့လို့ခေါ်တာပေါ့ငါးလေးတွေစားသိထားရင်အဲငပီတို့ငချောက်တို့ငငချောက်တို့ဖြစ်သွားတာပဲဗျဒါကြောင့်အပူပုပ်တွေရှိတဲ့အခါမှာစားလေးတွေတင်းရင်အန္တရာယ်ကင်းတယ်လို့ခင်ဗျားတို့နဲ့ပတ်သက်တဲ့ကံစိုးကံကောင်းတွေအပူပုပ်အညံ့တွေကို စားလေးနဲ့ဖေရှားပေးမယ်ဆိုလို့ချင်းသင်တို့မှာပိတ်ဆိုနေတဲ့ခီးစကားများပိတ်ဆိုနေတဲ့စကားများအများဆုံးအောင်မြင်သွားမှာဖြစ်ပါလိမ့်ဗျာဒီရေမှာရိုးရည်ပြည့်တဲ့ကိုနိုင်ငံကိုလူမျိုးမှာအချင်းချင်းပြဿနာတက်တဲ့ပြည်နယ်တဲ့တိုင်းမှာပြဿနာတက်တဲ့နိုင်ငံချင်းချင်းပြဿနာတက်တဲ့အတဏ္ဏငံလုံးတစ်ကဘာလုံးမှာတစ်ခုပြီးတစ်ခုပြဿနာတွေပေါ်ပေါက်နေတာဖြစ်ပါလိမ့်ဗျာအဲ့ဒါပေါ်ပေါက်နေတာဖြစ်တဲ့အတွက်ရိုးရည်ပြည့်နေတာဖြစ်ပါတယ်သာသနာ2500ကျိုးတာဖြစ်တဲ့အတွက်ကာကြီးသုံးပါဖြစ်ဖို့အတွက်မင်းနေနဲ့ပတ်သက်တဲ့ အာခမရရန်သူမျိုး၅ပါဟာလားဟင်ခမရရေးပြီးလဲဂျုံနေမိပြီးလဲဂျုံနေငလင်လဲဂျုံနေအိုးတခုပြီးတူတဘာဝအန်ဒီရီဖြစ်ပေါ်နေလို့မင်းနေရောက်အိုးရင်စွန့်ကွာထွက်ပြေးမှုအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ပြည့်စုံမှုတွေကဂျုံတွေ့ပြီးရိုးရာတွေပြက်နေတာဖြစ်ပါတယ်ရိုးရာဖုံးမှဒူရာကြောမှဖြစ်ပါတယ်ဗျာရိုးရာလေးတွေဖုံးမဲ့ဆိုရင်တော့အင်္ဂါတော့အရှိတောင်တော့လက်လက်ပဲကလေးကိုကိုင်းပြီးမှဆူတော့လက်ပဲကလေးတပ်ပကန်လေးထည့်ပြီးမှလက်ပဲပကန်လေးကိုင်းပြီးမှဆူတော့အသေးလက်ပဲကလေးရဲ့ ရောရီဖောရီရောရီဖောလူတို့ရာကျော်မှဖြစ်ပါတယ်အမှုခင်းပြဒနာကြီးဝေးမှဖြစ်ပါတယ်ရွှေတဲလဲငွေတဲလဲလူနိုင်တန်းတန်ပြီးငွေကြီးများစုလိုက်ပြုံလိုက်ရအောင်ရောရဖောလူတို့ရာကျော်အောင်ကုညီစောက်ကြောက်တို့မူပါပြဒနာကြီးဖေချပြီးတော့မူပါဆိုတဲ့အကြောင်းအင်္ဂါတော့အရှိတောင်တော့လဲတပက်ကလေးကိုပကန်းလေးနဲ့ထည့်ပြီးကိုင်းပြီးမှစူတောင်းစူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆုံနေရောရဖောလူတို့ရာကျော်ပြီးအမှုခင်းပြဒနာများဝေးကွာပြီးတော့ငွေကြီးများစုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝင်းရောက်လာမှဖြစ်ပါတယ်ဗျာ တကယ်လို့ကျွန်တော်တို့ဒီဟာ2025 9လပိုင်းဗုဒ္ဓသာသမိတွေ9လပိုင်းအတွင်းမှာတော့ဒီကံလေးတွေစမယ်ဆိုရင်တော့အင်္ဂါတော့အရှိတောင်တောင်လှဲ့လဘက်ကလေးကိုကိုင်းပြီးမှဆူတော်အသေးလဘက်ကလေးရဲ့ရိုးအဖော်လို့ဒိုးအကျော်ပြီးအမှုခင်းပြတနာကြီးဝေးဝါပြီးဒီဒီပေါက်ချင်နေဗျာရိုးအဖော်လို့ငွေကြီးများဆူလိုက်ပုံလိုက်လုံးလိုက်ခဲလက်ဝင်းရောင်အသေးလဘက်ကလေးကကုညီဆောက်ချောက်တော်မူပါရိုးအဖော်လို့ဒိုးအကျော်ကုညီဆောက်ချောက်တော်မူပါဆိုတဲ့အကြောင်းအင်္ကာတော့အရှိတောင်တော့လှည့်ပြီးမှလဘက်ကလေးကိုင်းဆူတောင်းမယ်ဆိုရင်တော့ ထိကမ်းများအများဆုံးပွင့်လန်းမှာဖြစ်ပါလေဗျာကျွန်တော်နိုင်ငံမှာသုံးတဲ့အောင်မာလီထီတခြားနိုင်ငံမှာသုံးတဲ့ထီတွေနဲ့ပတ်သက်တဲ့ထိုးမယ်ဆိုလို့ရှိရင်တော့ထီကလန်းလေးတွေပတ်သက်လို့ရှိရင်တော့1တို့2တို့5တို့နော်အဲမှာအမကူဆိုတဲ့ကဏ္ဍလေး1နဲ့5ကူဆိုတဲ့ကဏ္ဍလေးတွေခွေးပြီးမှကန်ဆတ်မယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ထီကမ်းများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာကျွန်တော်တို့ခုနှစ်လပိုင်းတွင်မှာဗုဒ္ဓသာသမိတွေကတော့25ရဲ့အတွင်းမှာတော့အလူဒါနာတွေနဲ့ပတ်သက်တဲ့ကိစ္စငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေမှာဖြစ်ပါတယ် ဒါကြောင့်အဆင်ပြေခြင်းနဲ့ပုံကူအားလုံးဟာတောက်ကြမြောက်ရက်ကိုလှက်ကော်ဖီလေးကိုမတခဏတောက်တောက်ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့အလူဒါနနဲ့ပတ်သက်တဲ့ကိစ္စများငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စအိမ်မှာရှိတဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ဖြစ်ပေါ်နေတဲ့ပြဿနာများအများဆုံးငြိမ်းချမ်းသွားမှာဖြစ်ပါလေဗျာမန်းနီပတ်သက်နဲ့ပတ်သက်တဲ့နီးနဲ့ဆက်သက်တဲ့ကိစ္စတော့15ရက်နောက်ပိုင်းမှာငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စမှာအစုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝေရောက်လာတာဖြစ်တဲ့အတွက်စနေတော့အနောက်တောင်တောင်းကိုလှက်15ရက်ကြော်တာနဲ့ပြိုင်နေလက်ကုံအတွင်းမှာတော့ မကြခဏနွားနုတ်လေးကိုဒဇလုံးတောက်တောက်တောက်ပြီးမှထူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ငွေကံမရအများဆုံးပွင့်လမ်းမှာဖြစ်ပါတယ်ဗျာဒါကြောင့်2025ခု9လပိုင်းပௌဒုသားသမီးတွေနဲ့ပတ်သက်တဲ့တလသာကံကြမ္မာကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြတ်မပါပါဗျာ